င်္ဂလာပါပါတော့အဲဒီတစ်ခါတော့တန်တန်ရှင်းရှင်းလေးပါเนาะအရင်တော့ကမတန်ရှင်းဘူးအရင်တော့ကညီမကြာလှပါတယ်ကိုတန်ရှင်းတယ်တန်ရှင်းတယ်တန်ရှင်းလှပါကောင်းလာပြီအဲတန်တန်ရှင်းရှင်းဆိုတော့အခုဆိုရင်လောင်းတို့ဒီတကိုကြီးအသုံးနဲ့ပစ္စည်းတွေထဲမှာတော်တော်များများတစ်ခါသုံးနေပဲပို့ပြီးတော့ဦးစားပေးလာရပေါ့เนาะအရင်တော့ဆိုရင်ကိုပြက်နာဆိုရင်တပန်းနဲ့တုတ်သေးပါတယ်ရှိခဲ့ဒါပေမဲ့အခုနောက်ပိုင်းနေကြပြန်ပြီးရှိုးရနောက်ပြီး lifestyle တွေကလည်းတိတ်ပြီးအချိန်မရအများရဲ့ဆိုတော့တခုခုကိုပြန်ပြီးတော့သုံးဖို့အတွက်ကြတော့အဲသုံးစရာမလိုဆိုရင်ပို့ပြီးတော့အဆင်ပြေရပေါ့เนาะဆိုအဲ့ဒီတဲမှာမလောင်းဒီနေ့ smile ဆိုလို့ရှိရင် တစ်မျိုးတည်းမဟုတ်ဒီမှာသုံးမျိုးတောင်ရှိရပေါ့နော်တကယ်တမ်းလဲလောင်လို့အလှပတွေ့ရောနောက်ပြီးတကူရေးတန်ရှင်းမှုတွေ့ရောအများတန်းရုံရုံချီချီသုံးနေတဲ့ smile ကအရင်တော့ဆိုရင် smile tissue ဆိုပြီးတော့ပဲလူတွေကသိတာဒါပေမဲ့အဲ့ဒီကနေမှလောင်လို့တကယ်သုံးရင်းနဲ့အခုဆိုရင်ဒါကန်ကောင်းတာက smile ရဲ့ product တွေအများကြီးထွက်လာတယ်ပေါ့နော်ဆိုတော့အခုဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်တွေ့ရောမျက်နှာတွေ့ရောသုံးလို့ရတယ်တကူရေးသုံးနောက်ပြီးတစ်ခါသုံးဖြစ်တဲ့အတွက်ကြောင့်လို့စိတ်ချလက်ချသုံးလို့ရပါတယ်အဲဒီနေ့မှမှလောင်လို့ဒီ smile ကနေပြီးတော့အစ်စ်ထုတ်ထားတဲ့ product တစ်ခုလည်းပါရယ်ပေါ့နော်ဆိုတော့သုံးမျိုးစုံပြောမှဆိုတော့ဒီနေ့ကတော့ကိုယ့်ရဲ့မျက်နှာအသားရေရော နောက်ပြီးတော့ရာသီဥတုပူတဲ့အချိန်တွေဓမ္မမို့တန်ရှင်းရေးလုပ်ဖို့မလွယ်ကူတဲ့အချိန်တွေမှာတန်တန်ရှင်းရှင်းနဲ့ပြန်ပြီးတော့နေဖို့အတွက်ကိုတကယ်သုံးသင့်တဲ့ပစ္စည်းတွေပေါ့နော်။ဆိုတော့အခုဆိုရင်လောင်းတို့ဒီအဲကိုယ့်ရဲ့တကိုယ်ရေးသုံးတဲ့အိတ်တွေထဲမှာဆိုရင်အလာဘာပစ္စည်းတွေငွေပြင်နောက်ထပ်ဘာတွေပါရှိလာလဲဆိုတော့အခုလိုမျိုးတန်ရှင်းရေးအတွက်ဂရုစိုက်တဲ့ပစ္စည်းတွေပို့လာရပေါ့နော်။ဒါရီကကိုဗစ်နောက်ပိုင်းနေမှာဆိုလို့ရှိရင်ဟိုတန်ရှင်းအောင်လို့လောင်းတို့ sanitization လုပ်တာရှိတယ်။အဲပြီးတော့လို့ရှိရင်အကိုယ့်ရဲ့ခန္ဓာကိုယ်အတွက်သုံးမဲ့ tissue လို့နောက်ပြီးအခုလိုမျိုးတာဝါတွေပေါ့နော်။ဒါမျိုးလေးတွေကိုဂရုစိုက်ပြီးတော့ဆောင် လာတော့ဟုတ်တယ်ဆိုတော့အခုပုံစံကကြတော့ရာသီဥတော်ဆူဆွတ်တာရှိရဲပူတယ်ဆိုတော့တော်တော်လွန်လွန်ကဲကဲပူတာဆိုတော့အဲ့အချိန်မှာကိုကပြန်ပြီးတော့တန်ရှင်းရေးလုပ်ဖို့အတွက်ကအခုလိုမျိုးဒါ smite tower လိုမျိုးတကယ်ကောင်းတဲ့ပစ္စည်းတွေအဲ့ထဲမှာထားဖို့လိုရပေါ့နော်ဆိုတော့ဒီ smite tower ဆိုရင်တော့တည်တဲ့လောက်ကအခု2025မှာမှနှစ်အသက်မှာစပြီးတော့ထုတ်တာဆိုတော့ဒါပေမဲ့၃နှစ်သူတွေတော်တော်များများစီတော့ဒါလာပိုင်းတော်တော်နီးပါးတော့ရောက်ဖြစ်နေရလို့ထင်တယ်ပေါ့နော်ဆိုတော့လောင်းကိုယ်တိုင်လည်းကိုသုံးတဲ့အခါမှာခန္ဓာကိုယ်အတွက်လည်းသုံးရအဆင်ပြေတယ်။နောက်ပြီးတော့လည်းဘာတစ်ခုကောင်းလဲဆိုတော့မျက်နှာအတွက်သု ုံးမယ်ဆိုတော့သူကအရက်ပြန်မပါတော့သုံးတာအဆင်ပြေရပေါ့နော်ဆိုအရင်တော့ဆိုရင်တော့အစပိုင်းမှာ wet tissue သုံးတာမျိုးရှိတယ်အဲ့ဒီကနေမှာအဲဘယ်ကိုပြောင်းသုံးသွားလဲဆိုတော့ smite tower ရောက်တော့ smite tower ဘက်ကိုပို့ပြီးတော့စိတ်ကရောက်သွားတယ်နောက်မှာဘာလို့သူကအနံ့လေးရောနောက်ပြီးတော့သူ့ရဲ့ပါဝင်တဲ့အသားပေါ့ texture ကိုတော်တော်အဆင်ပြေတာတွေ့ရတယ်ပေါ့နော်အဲ့တော့သူ့မှာဆိုလို့ရှိရင်တော့တကယ်ဖောက်ပြီးတော့သုံးလိုက်တဲ့အခါမှာဟိုသုံးရတယ်လွယ်တယ်ဒါအပြင်သူကဖောက်ပြီးတာတောင်မှပဲလောင်းတော့အချိန်9နာရီကြာကြတဲ့အထိ အေးတဲ့တကယ်ကတရားသားတွေရှိနေတယ်ပေါ့ဆိုတက်လေးကျန်နေတယ်เนาะအဲ့ဒါလေးတော်တော်အဆင်ပြေတယ်ဆိုနည်းနည်းသုံးမိတာနဲ့ခြောက်သွားရောအဲ့ဒါလေးဘလို့မှလည်းမသိဘူးကကြတော့သုံးမိတဲ့အချိန်မှာလည်းအဆိုးတက်လေးကတော်တော်ကြာတိကျန်နေရောဟုတ်တယ်ဟုတ်တယ်မှာအဲ့တော့သုံးမိရတယ်အဲ့လိုရင်းနဲ့တွေ့ရတယ်ခြောက်သွားဆိုတာလည်းအရက်ပြန်ပြီးပါတယ်ဟုတ်တယ်ဟုတ်တယ်မှာအဲ့တော့ तू ကလုံးဝအရက်ပြန်မပါတဲ့ခါကြတော့ chlorine တွေပါလေမပါတော့ sensitive skin နဲ့သုံးရလွယ်ဒီမှာလောင်းအရင် smile tower ကြိုက်တဲ့ချက်ကသူ့ရဲ့အသားပေါ့နော်အဲ့တော့ထုတ်လိုက်တယ်ဆိုရင်လောင်းတော့ပတ်စံရေးဆိုတဲ့နေရာမျိုးအိတ်ကပ်ဆိုတဲ့နေရာမျိုးတွေပူတဲ့နေရာလေ လုံးထားတဲ့နေရာကြီးဆိုတော့ तू ကအေးတဲ့နေရာမျိုးမဟုတ်တော့ကိုသုံးနဲ့ကိုဆောင်ထားတဲ့တာဝါတခုကဒီလိုမျိုး9နာရီကြာတဲ့အထိအစိုးရထိန်းထားတဲ့အရေးသွေးမျိုးရှိရဲ့ smite tower မျိုးရွေးတင်တယ်ပေါ့နော်ဆိုတော့သူ့ရဲ့အသားလေးကိုကြည့်မယ်ဆိုလို့ရှိရင်လောင်းအနံ့အားဖြစ်လဲလုံးဝ तू ကအဲပူစင်းတဲ့အနံ့လိုမျိုးပဲလုံးဝ fresh ဖြစ်တဲ့အနံ့ကြီးရတယ်တာမပြေဘူးအနံ့တာမပြေဘူးနောက်ပြီးတော့ဒီမှာဆိုရင်သူ့ရဲ့အသားလေးကဒီလိုအစစ်အစစ်လေးပါတာ smite tower ရဲ့တကယ်ထူးခြားတဲ့အချက်ပေါ့နော်ဆိုတော့သူ့ရဲ့မျက်နှာပြင်ကပုံမှန်ဆိုရင် tower ရဲ့တမျိုးလောက်ပဲလောင်းလို့သုံးမှုတယ်ဒီမှာဒီ smite tower တမျိုးဝယ်တာနဲ့ texture နှစ်မျိုးရာ ဖြစ်တယ်ပေါ့နော်ဆိုတော့ပြောရမယ်ဆိုရင်တူးဝင်ဝမ်း text ရလို့တော့ပြောလို့ရဒီတစ်ခုထဲမှာနှစ်မျိုးပါနေတာပေါ့ဆိုတော့ဒီမှာဆိုရင်ဒီအစိအစိလေးတွေကခနာကိုမာလောင်တို့ဂုတ်လိုနေရာမျိုးတွေနောက်လက်လိုနေရာမျိုးတွေခရီးသွားရင်းနဲ့ကိုယ်တန်ရှင်းလောက်တယ်ဆိုလို့ရှိရင်ဟိုအနံ့လေးပဲမွေးသွားတာမဟုတ်ဘူးအသားကြီးကိုတကယ်ကိုတန့်သွားတယ်ဆိုတဲ့ feeling တစ်ခုရရပေါ့နော်ဆိုတော့ဒီမျက်နှာပြင်လေးကကြတော့အရေးပြားပေါ်မှာရှိတဲ့အညစ်ကြေးတွေဆဲသေးတွေဖယ်ပေးတယ်နောက်ပြီးလို့အစိအစိလေးဖြစ်တဲ့အတွက်သုံးတဲ့အခါမှာလည်းတော်တော်လေးအဆင်ပြေတယ်နောက်တစ်ဖက်လေးကအချောပေါ့အဲ့တော့အချောဘက်ကတော့ကိုယ်ကမျက်နှာလေးတွေတုပ်ချင်တယ်နုနုညံ့ညံ့တုပ်ချင်တယ်ဆိုလို့ရှိရင်တော့ ဆင်ပြေပါတယ်အဲနောက်ပြီးတော့သူကမျက်နှာမှာစားဝတ်ချံမှာတိုက်လို့ရတယ်လို့ပြောရပေါ့နော်ဆိုတော့နှာခေါင်းနေရာမျိုးတွေစားဝတ်ချံတိုက်ချင်တယ်မီးစိနေရာလေးတိုက်ချင်တယ်ဆိုရင်ဒီ smite tower လုံးဝအယ်ကိုဟောနဲ့ chlorine မပါတဲ့မျက်နှာပြင်အဆိပ်အဆိပ်လေးတွေကတော်တော်လေးကိုအဆင်ပြေပြီးတော့တန်ရှင်းလေးလောက်ရတာအဲတင့်တော်ပါတယ်အဲနောက်ပြီးတော့လေသူကအဲဒီမှာဆိုရင်လည်းရေးပေးထားတာရှိတယ်ဒါကဘာလဲဆိုတော့ လုံးဝနှစ်ဆအစွမ်းထက်တဲ့အပြင်စုပ်ယူနိုင်တဲ့အားလည်းကောင်းတဲ့အတွက်အရေပြားကိုပြည့်ထွက်စွာကြောင့်မရှိဘူး။ဒါကြောင့်ဆိုတော့သူ့ရဲ့အသားဒီလောင်းတို့ဒီ lace non woven fabric နဲ့လုပ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအသားကိုသုံးသွားလို့အရေပြားမှာကျန်းသွားတာမျိုးရှားသွားတာမျိုးညိတာမျိုးလုံးဝမရှိဘူး။ချောချောမွမွနဲ့တော်တော်လေးကိုအဆင်ပြေရတွေ့ရတယ်ပေါ့နော်။အဲဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်အတွက်လည်းပဲဘာပြည့်ထွက်စွာကြောင့်မှမရှိဘဲနဲ့ဒီလို texture နှစ်မျိုးနဲ့တစ်နေ့လုံးလန်းဆန်းဆန်းမွမွလေးဖြစ်နေဖို့ဆိုတာအရင်အဆင်ပြေတယ်။အခုတော့သွားရင်းလာနေတဲ့ဒီလက်တွေပိုင်းလက်တန်းရှင်းလောက်ကအဆင်ပြေ တယ်ဆိုတော့ဟိုရေမချိုးပစ်ဘူးဆိုရင်တော့ဒီတာဝါတစ်ခုကခန္ဓာကိုယ်အပေါ်ပိုင်းတော့တော်တော်လေးလုံလောက်လောက်သုံးလို့ရတယ်လို့ထင်တယ်ပေါ့နော်ဒါကတော့ဒီနှစ်ထဲမှာမှထွက်ထားတဲ့ smite tower တကယ်ကောင်းတဲ့အချက်လေးပေါ့နော် တ်တယ်အဲ့ဒါလေးကိုအိတ်ထဲဆောင်သွားလို့ရှင်ကိုကတော့ကိုလေးအစိတ်တိုင်းချတစ်ခါတလေမှအတုံးလို့တာရှိရအတုံးမလို့တဲ့အခိုက်တန့်လည်းရှိရဒါပေမဲ့အိတ်ထဲမှာဒါလေးဆောင်သွားရရင်ကိုစိတ်ထဲမှာအော်ငါလိုတဲ့ခါတုံးလို့ရတယ်ဟုတ်နော်ဆိုတော့တော်တော်အဆင်ပြေပြီးတော့စမိုင်းရဲ့လေးထုတ်ကုန်တွေကသုံးဆွဲသူတွေဘက်ကိုတော်တော်ကြည့်ရလို့ခံစားရတယ်ဟိုဘယ်လိုနေရာမျိုးလိုအပ်မလဲပေါ့နော်အခုဒါမျိုးဆိုလို့ရှင်လေသူ့ရဲ့မျက်နှာပြင်နှစ်ဖက်ကလိုတဲ့အချိန်မှာလိုသလိုအသုံးပြုလို့ရတယ်ဟုတ်တယ် တော်လေအဲ့လိုလေအိတ်ထဲမှာထည့်တာပြီဆိုလေမသိအဲ့လိုထောက်လိုက်တဲ့အချိန်မှာရေခဲတက်တာတွေကနေထောက်လိုက်တယ်လို့ပဲเนาะအဲ့လိုအေးအေးလေးကြံခဲ့တာလေအဲ့ဟာမျိုးလေးအရင်သဘောကျတာဟုတ်တယ်အနံ့လေးကြိုက်တယ်လုံးဝတင်းတင်းလေးရယ်เนาะ fresh ဖြစ်တယ် fresh ဖြစ်တယ်အရင် ါတယ်အဲ့တော့ तू อ่ะအထုတ်ကအထုတ်ကအထုတ်ကလောင်းလို့ဒီကတော့ပြောရရင်ဒါတွေအမြဲတုံးနေရမယ်ဆိုတော့လေဝယ်ထားမယ်ဆိုရင်အခုဒါအရှိမတွေ့နေရတဲ့ parking lot အခု90ပါပါတယ်အခု90ဆိုတကယ်လက်တဆွဲလေးပေါ့နော်အရင်လက်နေရမစားအောင်အခု90တခါရဲဝယ်ထားရဆိုရင်တမိသားဆိုလို့တုံးလို့ရတယ်အပြင်သွားရင်ဖေဖေပဲယူသွားယူသွားဘယ်သူပဲအဲကြောင်းသွားရင်လည်းယူသွားလို့ရတယ်အလုပ်သွားလည်းယူသွားလို့ရတယ်ဒါလူတိုင်းလိုနေတဲ့ပစ္စည်းမျိုးပေါ့နော်ဆိုတော့လက်ဆောင်ပေးရရင်လည်းအရင်ပြန်ပြန်လာတကယ်အသုံးဝင်ရတယ်နော် အဲ့တော့ဒါလေးဝယ်သုံးကြည့်ပါမသုံးရသေးရင်လေပြီးတော့သုံးမှုတဲ့သူတွေဆိုလည်းကြိုက်တွေမှသိကြပါတယ်။ကဲအဲ့တော့အခု smile tower လေးကြောင့်ပြောပွားပြီဆိုအစလက်ကတော့နေ့တိုင်းသုံးဖြစ်နေတယ် smile cotton pad ပေါ့နော်။ရှင်းဖြစ်ပဲနော်။မရှိမဖြစ်အိမ်မားလေး smile cotton pad နေ့တိုင်းသုံးဖြစ်တယ် smile tissue နေ့တိုင်းသုံးဖြစ်တယ်။အဲ့ဒီနှစ်ခုကတော့နေ့တိုင်းနေ့တိုင်းမသုံးဖြစ်တဲ့နေ့ကိုမရှိဘူး။ဒီလိုတာဝယ်လိုမျိုးကကြတော့တစ်ခါလေးပြင်သွားတဲ့ခါမှထည့်ပြီးတော့သုံးဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီ cotton pad လေးကဆိုတော့ခုနောက်ပိုင်းဆိုလို့ရှိရင်အကုန်လုံးက skin care ကိုပို့ပြီးတော့ဂယူဆိုင်လာကြတယ်ကို့အသားကိုပို့ပြီးတော့ဂယူဆိုင်လာကြတယ်။အဲ့တော့ကိုရီအတွက်ကနေ့စဉ် skin care သုံးတဲ့အခါမှာဒီ cotton pad လေးကမရှိဖြစ်ဖြစ်ကိုလိုအပ်တယ်အဲ့တော့ cotton pad ဆိုလို့ရှိရင်ဆိုတော့အနည်းဆက်ဆုံးဆိုရင်ဘာအတွက်သုံးလဲဆိုတော့အဲ makeup ဖြတ်တဲ့အခါမှာပထမဆုံးအဆင့်အနည်းနဲ့သုံးတယ်ပြီးသွားလို့ရှိရင်တချို့ကျတော့ toner သုံးတဲ့အခါမှာသုံးတယ်ဆိုတော့ toner သုံးလို့ရှိရင်လက်ထဲထည့်ပြီးပုတ်လိုက်တာပဲများတယ်နောက်တစ်ခုကအဲ့တော့ makeup ဖြတ်တဲ့အခါမှာသုံးတယ်ပြီးသွားလို့ရှိရင်သူ့မှာသဘောကျပါလဲဆိုတော့ခဏလိုပဲတော်ပါလိုပဲသူ့မှာလည်းမျက်နှာပြင်နှစ်ဖက်ရှိတယ်အဲ့တော့မျက်နှာပြင်နှစ်ဖက်ရှိတဲ့အခါကျတော့ဘာကောင်းလဲဆိုတော့အဲ ဒီ make up ဖြတ်တဲ့အခါမှာသူတို့ကဒီသူ့ရဲ့ကြမ်းနဲ့ဒီလိုမျိုးပေါ့နော်အဖူလေးနဲ့ကြမ်းရှက်ရှက်လေးလှုပ်ထားတဲ့အသားလေးရှိတယ်။ဒါပေမဲ့အဲ့ဒါလည်းဟုတ်လို့အရန်ကြမ်းနေရမဟုတ်ဘူးနော်။ဒီဘက်အသားလေးကိုတုံးပြီးတော့မျက်နှာကိုတန့်စင်ပေးမယ်ဆိုလို့ရှိရင်တခါလေ exfoliate လုပ်တဲ့အာနိသင်မှာတခါလေးရမယ်။ပြီးတော့ဒီဘက်ခြုံမွေးနေတဲ့အသားလေးကိုကြာဆုတက်ကဘယ်ထဲမှာတုံးလဲဆိုတော့တိုနာလိုမျိုးတခါကျတိုနာလက်နဲ့ပုတ်ပြီးတုံးနေဆိုရင်တော့မှပဲအဆန့်တုံးတဲ့အခါလိုမျိုးအဲ့ဒီခါမျိုးမှာတုံးလို့ရပါတယ်။ဆိုတော့မျက်နှာကိုတုံးတဲ့အခါမှာလည်းအရန်တိတာဆိုတော့ဆိုလို့ရှိရင်မျက်နှာအသားကြီးကအဲထိခိုက် လွယ်တယ်စမ်းသပ်တဖြစ်တယ်တခါလေကိုသုံးတဲ့ဒီကော်တွန်ဘက်တွေကမတန့်ရှင်းမှုဆိုလို့ရှင်အဲ့ဒါတွေကြောင့်မလို့မျက်နှာမှာရှားရန်လာတယ်အဖို့တွေထွက်လာတယ်ဆိုတော့ smile ရဲ့ကော်တွန်ဘက်ကကြာတရားရခိုင်နှုန်းကော်တွန်စစ်စစ်ကိုသုံးနာတာဖြစ်တဲ့အတွက်မျက်နှာအသားရေလုံးဝထိခိုက်မှာစိုးရိမ်စရာမလိုဘူးပြီးတော့သူ့ရဲ့ဒီမျက်နှာပြင်နှစ်ဖက်ကခုနပြောသလို ကိုဘယ်လိုမျိုး product ကိုဘယ်လိုခါမျိုးမှာသုံးမလဲပေါ့เนาะအဲအဆင်ပြေအောင်လို့ရွေးချယ်ပြီးတော့သုံးလို့ရတယ်ပြီးတော့သူ့ရဲ့လေဒီမှာဆိုလို့ရှိရင် liner လေးကိုသုံးတဲ့ခါမှာတချို့ cotton pad တွေသုံးတဲ့ခါမှာကြုံမှုတယ်သုံးရင်းနဲ့ဓာရီကဖွာထွက်သွားတယ်ဒီတစ်ခုကနှစ်ချမ်းပွဲသွားတာပုံသေးဘူးဒီအထက်ဟာတွေအဲ့လိုဖွာနေတယ်ဟုတ်တယ်အထက်မှာလည်းအပုံတွေဖြစ်နေရတယ်အဲ့လိုမျိုးတွေကြုံမှုတယ်သူကဘာလဲဆိုတော့ဒီဘေးသားလေးကိုတေချာတက်တက်ရဲ့လေတစ်ခုချင်းစီကိုတေချာချုပ်လုပ်ပေးထားတာဖြစ်တဲ့အတွက်အဲ့လိုသုံးရင်းနဲ့လိတ်တက်သွားတာတွေဖွာသွားတာတွေအပုံတွေထွက်လာမျိုးဒါမျိုးတွေလုံးဝလုံးဝမကြုံရ ာကိုစိတ်ချလက်ချသုံးလို့ရတယ်။ပြီးတော့သူ့မျက်နှာပြင်ပပလေးကလေပပလေးပြင်မဲ့ तू ကဟိုကော်တွန်သုံးနာတာဖြစ်တဲ့အတွက်အရန်ဤဆက်တယ်။တခါလေအရန်ထူနေလဲဘာလဲဆိုတော့ကိုသုံးလိုက်တဲ့တိုးနာတွေ essence တွေကိုနှမျောတာ။အများကြီးနှိမ့်ဝင်သွားတယ်ပေါ့။အဲဟုတ်တယ်။ तू ကချအဲ့လိုမဟုတ်ဘူး။အများကြီးလည်းထည့်သုံးစရာမလိုဘူး။ဒါပေမဲ့လေထိထိရောက်နေကိုမျက်နှာကိုတန်ရှင်းပေးနိုင်တယ်။အဆိုဓာတ်တွေကိုဖြည့်ပေးနိုင်တယ်။ပြောစလို့တခါလေဘာတွေတွေ့ပါသုံးလဲဆိုတော့မျက်နှာကိုမှ mask ကချင်ပေမဲ့ mask ကအစင်းသင်းမရှိတဲ့အခါမျိုးဆိုလို့ရှိရင်တိုးနာလေးတွေကိုဒီမှာစိန်လိုက်တယ်။ပြီးတော့ရင်ဒီမှာကိုမျက်နှာလေးမှာ light ကတ်ထားလိုက်တယ်။ ဆိုတော့အနေတော်ပဲတအားအထူကြီးလည်းမဟုတ်ဘူးဒါပေမဲ့အဲ့မထူပေမဲ့ကိုဒီအနေထားလေးဟာကိုမျက်နှာအတွက်လုံလောက်တဲ့အပံ့ပိုးမှုပေးနိုင်တဲ့အခါကြတော့ smile cotton pad ကိုအရန်သဘောကျပါတယ်နောက်တစ်ချက်ပါရှိသေးလဲဆိုတော့တခါလေးအိမ်မှာလက်သေးဖြတ်ဖို့အတွက်ဂုံးမရှိဘူးဆိုလို့ရှိရင်ဒါလေးနဲ့သုံးလို့ရတယ်သူကတကယ်ကိုကောနာစစ်စစ်အဲ့လို cotton စစ်စစ်လေးနဲ့လှုပ်ထားတာဖြစ်တဲ့အတွက်ကိုကြိုက်တဲ့အချိန်မှာကိုအလှပအတွက်နီလန်းမျိုးစုံနဲ့သုံးလို့ရတယ်အရန်အဆင်ပြေတော့ပါအဲ့တော့ဒီလကခုနောက်ပိုင်း smile ရဲ့ cotton pad လေးကိုစိတ်ချလက်ချသုံးပြနေပါတယ်ပြီးတော့ဒါလေးဆိုလို့ရှိရင် အခု90ပါတာပေါ့နော်အရေးအတွက်အခု90ပါတယ်ဒီလိုမျိုးလေးအဲ့တော့ဒါကတော့အိမ်မနေလဲသုံးလို့ရတယ်တခါလေးတို့ခရီးသွားမယ်ဆိုလို့ရှင်လဲလွတ်လွတ်ကူကူတည်သွားလို့ရတယ်နောက်ပြီးတော့ site ကြီးရကြတော့အခု100ပါလဲရှိပါတယ်အဲ့တော့ချရတဲ့ပြူမီပေါ့နော်ကိုရဲ့အလှပအတွက်ရွေးချယ်မယ်ဆိုလို့ရှင် smile ရဲ့ cotton လေး cotton bag ကိုစိတ်ချလက်ချရွေးချယ်ဖို့အတွက်အကြံပေးချင်ပါတယ်ဟုတ်ကဲ့ cotton bag ကတော့ main ကလေးနေ့တိုင်းသုံးပြနေရဆိုတော့လေးဒီလား quality လဲကောင်းတယ်ဈေးနှုန်းလဲတက်တာတယ်ဆိုတော့အဲ့ဒါလေးတော့ရွေးတဲ့နော်ဟုတ်တယ်ဟဲ့ smile cotton bag မှာကြိုက်တာလေးနှကန်းနေဖြစ်အရန်အဆင်ပြေ အဲ့ချမ်းနေတဲ့ဖလေးတွေလောင်းနှခမ်းနေကြရတယ်တခြားနေရာနဲ့မတူဘူး။ तू ကဟိုအထဲတွေရောဒီလိုတွေရောဆိုတော့တခါလေးနှခမ်းနေအရန်ဆွဲတာမျိုးလောင်းလို့သုံးလိုက်ရင်ချမ်းနေတယ်။အဲ့ smile ရဲ့ဒီ cotton pad ရဲ့ချမ်းချမ်းလေးဖြစ်နေတဲ့နေရာလေလုံးဝကြီးနှခမ်းချားတဲ့အထိတိတ်ချဖြတ်ပြီးရယ်ဆိုနှခမ်းနေဖြတ်အရန်အစ်စ်ပြီးအကုန်သုံးလို့ရအကုန်သုံးလို့ရတယ် အစင်းစင်းကကြတော့အဲ့မျက်လုံးဖြတ်တာအာ eye shadow တွေနောက်ပြီးတော့ mascara တွေဆိုစင်း mascara ဆို waterproof ကို waterproof တုံးလာဆိုအဲ့ကြမ်းတဲ့ဘက်လေးနဲ့လေအဲ့လိုမျိုးလေးတွေတိတ်ချဖြတ်ရတာအဲ့လိုဖြတ်ရင်အဲ့ဒါလေးတော်တော်အဆင်ပြေတာအားကြိုက်တော့နော် တမျက်နှာလုံးအတွက်ကိုအရင်အသုံးတက်အဆင်ပြေတကယ်ကောင်းတာပါတကယ်ကောင်းတာနောက်ထပ်အသုံးတက်တာလေးရတယ်ညွန့်ပေးမယ်ဒီအောက်မှာရှိရပါဟာလေးရန်ကြိုက်တယ်လေအရင်ကြိုက်တယ်လူတိုင်းကြိုက်တယ်နော်ဒါလေးသူကအရင်အသုံးခံတာပါရဖြစ်နေအောင်ဟုတ်တယ်တော်တော်အသုံးခံတယ်အရင်အသုံးခံတာနော်ဒီလိုမျိုး mega bag smile ရဲ့ဒီ mega bag ဆိုရင်သူက အရွက်ရေပေါင်း1800ပါတယ်နောက်ပြီးတော့သူကလေတရွက်မှာသူက၄ရွာပါတာ အဲ့အတွက်ကြောင့်လေသူကတုံးရတာအရန်ကိုအဆင်ပြေတော့ဟုတ်တယ်ဒါဆိုတော့အိမ်မဆိုဒါလုံးဝအပြတ်မခံအောင်လုံးဝချိတ်ထားပြတ်မိရောဟုတ်တယ်သားသမီးတော့ဟိုကြောင်လေးရရှိရာဆိုတော့လေကြောင်လေးခွေးလေးရှိရအိမ်မွေးသိက်ဆန်လေးမွေးထားဆိုသူတို့ရဲ့တန်ရှင်းရေးအတွက်ပါဒီလိုတ िश ူးဆိုတာအမြဲလိုရပေါ့နော်လိုအပ်တော့မှတ िश ူးပဲနားထားလို့ထားမှမသိကွယ်ဟိုတင်ပါလို့ကိုတ िश ူးတ िश ူးပူကဘယ်နားမှလဲတ िश ူးထုတ်ကပဲလိုက်ရှာနေရတာတော့ကြောင်လိုက်ရှာစရာမလိုဘူးမှချိတ်ထားရမယ်ဟုတ်တယ်မြင်သားနေရမှာအများကြီးဖြစ်တယ်နော်အဲ့လိုပဲချိတ်ထားရုံပဲအစဉ်ဆိုအစဉ်အခန်းထဲမှာအဝင်အထွက်နားမှာ ချိတ်ထားတယ်တခုတော့ဆိုမျက်နှာတက်ပြီးပြီဆိုရင်ဒါလေးနဲ့ခဏလေးမျက်နှာတုပ်လိုက်ရုံပဲပေါ့နော်နောက်တစ်ခုကထမင်းစားတဲ့မုတ်စားတဲ့နားမှာအဲ့နားလေးမှာချိတ်ထားတယ်ဆိုရင်မုတ်စားပြီးပြီဆိုရင်လက်တော့ဖို့အတွက်ဆွဲယူလိုက်ရုံပဲကဲဘလောက်ဆင်ပြေလဲပြင်းတဲ့သူတွေအတွက်မပြင်းနေတဲ့ဆက်လုံးမပြင်းနေတဲ့အရန်ဆင်ပြေအဲ့တော့ဒါကလေတော်တော်လေးအသုံးခွန်နေနောက်ပြီးတော့သူကဒီအရွက်ကြီးကထောင်းရှေ့ရပါတဲ့အတွက်ရောနောက်ပြီးတော့ သူ့ရဲ့ဟိုပေါ့နော်ဟို quality လည်းတော်တော်ကောင်းနေပေါ့နော်အဲဆိုတော့ဟိုကွာ tissue ကိုတုံးလိုက်ပြီဆိုတာနဲ့တုံးလိုက်တဲ့အခါမှာရေဆိုလို့ရေတုံးလိုက်တယ်ဆိုတာနဲ့အဲ့ဒါကြီးကပြဲထွက်ပြီးတော့အဲ့ဟာအမိုက်ဟိုကွာတန်ရှင်းလောက်ပါဆိုမှသူ့ကိုပြန်ပြီးတော့တန်ရှင်းလောက်နေရအဆင်မပြေဘူးကွာတစားစီဆိုတော့အဲ तू ကအဲ့လိုမဟုတ်ဘူးရေဆိုသွားတာတောင်မှအကျန်းကြီးပြိုင်တုတ်တယ်ဆိုတာမှအဲ့ဒါလေးကလုံးဝမပြဲသွားဘူးပေါ့နော်အရန်အဆင်ပြေရဲ့တုံးလို့ရရဆိုရင်တော့မှတစ်ခါတော့မဟုတ်ထက်တောင်တုံးလို့ရတယ်ကွာသူအဲ့လိုတော့တုံးကျင်တယ်တကယ်မဟုတ်ပါဘူးမရပါဘူးနော်အဲ့တော့ဒါမက်ဂါပက်ပါအဲဒါဆိုရင်အဲ ာဇင်တို့ဆိုတခါဝယ်တယ်ဆိုရင်အိမ်မှာတော့တခါဝယ်ရင်3လေးတော့ဝယ်တယ်အဲ့လိုမျိုးဝယ်ထားမှကုတ်ကုတ်လုံးချုံလေးလို့ခံစားရတယ်ပေါ့နော်ဒါပေမဲ့တစ္ဆေအရန်ပြက်လို့ထောက်ဝယ်ရမလားတထုပ်ပဲကျန်တော့ပြီးစားနေထောက်ထောက်ဝယ်တယ်တစ္ဆေအရန်ပြက်လို့ဒီဟာလေးအတုံးလူတိုင်းကြိုက်ကြတာလူတိုင်းကြိုက်ကြတာဟုတ်ပါတယ်ပြီးတော့လေခုနကပြောဆိုအမဆိုလဲကိုကအိမ်ရှင်မဖြစ်တဲ့အတွက်အမကြာမထားလဲဆိုတော့မိဖို့ကြောင့်မထားတာလေသူကလေအရင်တော့ဆိုလို့ရှိရင်မိဖို့ကြောင့်တော့ဆိုကစ်ချင်တာဝါလိုမျိုးဒါပေမဲ့အဲ့ဒါလေးနည်းနည်းဈေးများတယ်ဒါကြတော့သူကအဲ့လိုလေးလွှာတော့ပါတဲ့အတွက်တော်တော်လေးခုနကပြောသလိုရေဆိုးတဲ့ခါမှလည်းဆုတ်ပြဲမလွယ်ဘူးအဲ့ ခါကျတော့မြို့ဝချောင်းတန်ရှင်းတို့ဘာတို့အတွက်လဲတော်တော်အဆင်ပြေပြေသုံးလို့ရတယ်ပြီးတော့ပုံမှန်တော့မျက်နှာတုပ်လို့ရှိရင်သူ့ရဲ့ဟိုအညိုလေးတွေအဲ့ဒါလည်းတုပ်ပင်နေတစ်ခါလေးကျတော့ဒါလေးပဲအလွယ်ယူပြီးတုပ်လိုက်တယ်ဘာကြောင့်လဲဆိုဒါလည်းအထူးကြီးပဲအထူးကြီးပါအဆင်ပြေတယ်ဟုတ်တယ်နောက်တရားဆိုရင်ကွာသူချိတ်လို့ရတယ်ဒီလိုမျိုးဟိုအထုတ်ကြီးရဲ့နောက်ဒီမှာဆိုရင်အရေးထားကိုဝင်ဆောင်နေလေအသုံးပြုလို့ရတယ်နောက်စီနဲ့ရေစုံမပြဲလွယ်တာရှိမယ်နောက်အစားအစာတွေလည်းထုတ်ပိုးနိုင်ပြီးတယ်ဒါဆိုရင်ကွာအဲဇင်းတို့တစ်ခါကျရင်စီဆုပ်ချင်တယ်ဆိုရင်လေအဲ့လိုနော်စီပါရင်ဆုပ်ဆက်ကိုကြောင့်မှတော့ဟုတ်တယ်ဒါဒီနဲ့လောက်လို့ လို့ရတယ်။နောက်ဓာတ်မတက်မှုလုံးဝမရှိဘူး။နောက်မင်းကလေးဓာတ်မတက်လာတဲ့အချိန်မှလည်းအသုံးပြုလို့ရတယ်။နောက်တက်သီးတွေလည်းတန့်စင်လို့ရတယ်ဆိုတော့ဘတ်စုံသုံးမယ်ပေါ့နော်။ဒီဟာလေးဆိုရင်အာဒီမက်ကာပက်ကလေးကတော့ဟိုဒါအိမ်တိုင်းအိမ်တိုင်းအတွက်လိုအပ်ပါတယ်။နောက်ပဲချိတ်တဲ့နေရာဆိုရင်သူကဒီလိုမျိုးအပောက်နှစ်ပောက်ပါသူအလင်းမှာတစ်ပောက်ပါအဲဟုတ်ကဲ့အဲနေရနေမှာအကိုကြိုက်တဲ့နေရာလေးတွေမှာချိတ်ဆွဲထားလို့ရရပေါ့နော်ဒါကတော့အမက်ကဘက်ပါအရင်ကြိုက်တယ်အရင်ကြိုက်တယ်အဲ့ဒါရမြင်အောင်အားရပါရရှိနေအားတော့ရအောင်ဆိုပြီးတော့တော့ရအောင်ဆိုပြီးတော့နော် okay အဲ့တော့ဒီလိုမျိုးဇင်တို့ဒီ tissue နောက်ပြီးတော့ဒီ tower တွေနောက်အခု cotton pad တွေဇင်တို့ smile ကနေပြီးတော့ထုတ်ထားတဲ့ product တွေကိုမိတ်ဆက်ပေးရတာပေါ့နော်ဒါတွေကကြတော့လေအများကြီးစုမှာမဆိုအရန်တန်တယ်နော်ဟုတ်တယ်နော်အဲ့တော့ facebook page ကနေပြီးတော့လေဒါပေါ့နော်မှားလို့ရတယ်ပေါ့နော် smile ကနေထွက်တဲ့ product တွေအားလုံးကိုဒါ facebook page ကနေပြီးတော့ဇင်တို့ order တင်ပြီးတော့အလွယ်မှားလို့ရတယ်ဆိုတာလေးကိုလည်းတင်ကောင်းထပ်ပါပါတယ်ရှင်ဟုတ်ပါတယ်သူတို့အမြဲ smile ရဲ့ထုတ်ကုန်တွေအကြောင်းညွှန်ပြနေတာကိုကိုတိုင်းလည်းတကယ်ကိုတေချာရေးရုံကြီးကြီးသုံးနေနောက်တစ်ခုက smile ကလေသူ့ရဲ့ဇင်းတို့ကတင် င့်ပြီးတော့ quality ကအိုက်ထက်ပိုအများကြီးပြောင်းရတယ်အဲ့အတွက်ကိုဒီတည်နေကြတဲ့ပြည်သက်တွေလည်းသုံးလို့ရအောင်ပေါ့နော်ဆိုတော့တို့ကအလိုရုံချင်းချင်းနဲ့ပြန်ဝေမျှပေးတာဖြစ်ပါတယ်ရှင်ပါတယ်အဲ့တော့ဝယ်တဲ့ခါမှလည်းအစ်စင်မှန်ဖြစ်ဖို့လိုရုံပေါ့နော်ဆိုရေစုံမပြဲလွယ်ရတွေ့နေရဆိုတော့တကယ် smart ရဲ့ရေစုံမပြဲလွယ်ဝယ်ဖို့အတွက် ကကြာဒီမှာသူ့ရဲ့ brand ရဲ့ဒီဘက်မှာ good number 1 company ရဲ့ဒါ logo လေးလည်းရှိတယ်ပြီးတော့ဒီဘက်မှာ register လုပ်ထားတဲ့ smart ရဲ့ပုံလေးရှိဆိုတော့အစ်စ်မှန်တော့ကိုရွေးပြီးတော့ဝယ်ဖို့လိုတော့ဆိုမျိုးလုံးထဲမှာအဝါရောင်လေးရပြုံးတာလေးမြင်တာဆိုတော့ quality အစစ်စစ်ရဖို့အတွက်ကတကယ်မှန်တဲ့ပစ္စည်းကိုအားပေးဖို့လိုပါတယ် ်ဒါကြောင့်ဒီနေ့လောင်းတို့တကူရေးတန်ရှင်းမှုအတွက်လည်းအရန်အထောက်အကူပြုပြီးတော့ဟိုမဖြစ်မနေကိုသုံးရမယ့်အထဲမှာအမြဲပါနေ smile ရဲ့ product တွေကိုမိတ်ဆက်ပေးလိုက်တာပါဟုတ်ပါတယ်အဲ့တော့သရတွေခင်ပြိုမတီအစီအစဉ်ကိုအဓိကကိုကြီးပတ်မှုပေးတာလဲ smile tissue မှာဖြစ်ပါတယ် smile ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်